င်္ဂလာပါရှင် International Talk အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဆွေးနွေးတော့မယ့်အကြောင်းအရာလေးကအီရန်နိုင်ငံတောင်ပိုင်းဘူတာမှာရှိတဲ့နျူကလ িয়ার ဆက်ရုံကိုအစ္စရေးကတိုက်ခိုက်ခဲ့မယ်ဆိုရင်အရှိအလေပိုင်းမှာနျူကလ িয়ার ကတ်ဆိုးရီးတစ်ခုဖြစ်လာနိုင်တဲ့အတွက်အန္တရာယ်ရှိရလို့ IAEA အကြီးအကဲကသတိပေးပြောကြားထားတယ်လို့သိရပါဗျ။ဒီကြောင့်လည်းပတ်သက်ပြီးတော့ကျွန်မတို့ Wenew ရဲ့နိုင်ငံတော်သတင်းအီတာမတ်တထားဝင်းထေကိုမင်းမြန်တော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့မတ်တထိုင်မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ပထမဆုံးအနေနဲ့ပြည်ချင်တာလေးကပေါ့နော်အီရန်တိုင်းတောင်ပိုင်းမှာပေါ့နော်ဘူချာမှာရှိရဲ့ နျူကလ িয়ার စက်ရုံကိုအစ္စရေးကတိုက်ခိုက်ခင်မယ်ဆိုရင်ဘေးအန္တရာယ်ဖြစ်လာနိုင်တယ်လို့ IAEA ကသတိပေးထားပါတယ်။ဒီကြောင့်အနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအန္တရာယ်ဖြစ်လာနိုင်လဲဆိုတာကိုပြောကြားပြပအောင်ရှင်။ဟုတ်ကဲ့ပါဒီအီရန်တောင်ပိုင်းပေါ့နော်ဒီပူချာမျိုးမှာရှိတယ်ဒီမြေရောက်ထဲမှာဆောက်ထားတယ်မြေရောက်ထဲမှာမြင်းပေ300နီးပါးဒီတိဆောက်ထားတယ်ပေါ့နော်ဒီနျူကလ িয়ার စက်ရုံကြပေါ့နော်တကယ်လို့ Israel တို့ American တို့ဘက်ကတိုက်ခိုက်လာမယ်ဆိုရင်ဒီဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်ကကြီးတယ်ဆိုပြီးတော့ဒီအဖြစ်ပြဆိုင်ရာဒီအနုပြုဆိုင်ရာ agency IAEA ရဲ့အကြီးအကဲဖြစ်တဲ့ဒီ Rafi Grossi ကသတိပေးထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအီရန်မှာရှိအီရန်နိုင်ငံပေါ့တောင်ပိုင်းပေါ့နော်ဒီ ချွာမြို့မှာရှိတဲ့ဒီနျူကလ িয়ার ဆက်ရုံอ่ะဆိုရင်ဒီအရှိအလေပိုင်းမှာပထမဆုံးအရေးဘက်ဆိုင်အနုပြုဆက်ရုံကိုပြောလို့ရရပေါ့နော်ဒီအရှိအလေမှာပထမဆုံးဒီတိဆောက်ထားတဲ့ဒီဆိုင်ရဲ့အမြင့်လုံးဆက်ရုံကိုပြောလို့ရရပေါ့နော် တကယ်လို့ဒါဒီအခုလက်ရှိဖြစ်ပေါ်နေတဲ့ဒီ pre precaries ပြီးတော့အခြေအနေကြောင့်ပေါ့နော်ဒီ issue အမေရိကန်ကဒါမစင်မချင်းတိုက်ခိုက်မှုတွေပြုလုပ်မှာဆိုရင်သူ့ပေါ်อ่ะဒီဖြစ်ပေါ်လာတဲ့အကျိုးဆက်ကအရင်ကြီးမာတယ်ပြီးတော့ဒီလုံခဲ့တဲ့ဒီသတင်းပတ်အတွင်းရပေါ့ဆိုရင်ပေါ့အမေရိကန်ကပေါ့နော်ဒီ အီရန်မှာရှိတဲ့ဒီဗာလေနျူကလ িয়ার စေယုံတရှိရလို့ယူဆရတဲ့နေရာ၃ခုကိုဒီအမေရိကန် B2 ဒီဘုံကျဲလီနဲ့တိုက်ခိုက်ခဲ့ပေါ့နော်ဒါဆိုရင်ဒီ ဒီဘုံကျဲလေရင်တိုက်ခိုက်မှုကြောင့်ဒီပျက်စီးသွားတဲ့နျူကလ িয়ার အဆောက်အုံပျက်စီးမှုထက်ဒီအခုပူချာမျိုးမှာရှိတဲ့နျူကလ িয়ার ပျက်စီးမှုကဖြစ်ပေါ်လာတဲ့အကျိုးဆက်နှစ်ဆနီးပါးများရဆိုပြီးတော့ဒီ IAEA ရဲ့အကြီးအကဲကပြောဆိုထားတယ်။ဟုတ်လဲဆိုတော့ဒီ review ဒီတကယ်လို့သူတို့တိုက်ခိုက်မယ်တကယ်လို့ American တိုက်ခိုက်မယ်ဆိုရင်ဒီနျူကလ িয়ার ဆောက်အုံထိသွားလို့ရှိရင်သူ့ပေါ်ထွက်ရှိလာတဲ့ဒီ radio တက်တူကြာပြီးတော့ဒီဖြစ်လာနိုင်တဲ့ဒီ side effect တွေအရမ်းများတယ်ပြီးတော့ပြင်းရတဲ့အရမ်းများတာကြောင့်ဒီအနီးနားမှာရှိတဲ့အရက်သားတွေပြီးတော့ကီလိုမီတာထောင်နဲ့ချီ နီးနားမှာနေထိုင်နေသူတွေထိတောင်းဒီတက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ဆိုပြီးတော့ဒီအခြေကက်သတိပေးထားရပေါ့နော်တကယ်လို့ဒီနျူကလ িয়ার ဆက်ရုံကိုဒစိတပိုင်းထိခိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်နျူကလ িয়ার ဆက်အုံကိုပေးပို့နေလျှက်စစ်ဒလိုင်းတွေကိုဒီပြတ်တောက်တာပဲဖြစ်ဆိုရင်ဒီနျူကလ িয়ার ဆက်ရုံထိရောက်မှုတွေအရင်များနိုင်အောင်ကြောင့်ဒါကိုတိုက်ခိုက်မှာဆိုရင်သတိတကြီးထားဖို့ပြီးတော့ဒါကိုမပြုတ်လို့လွတ်တဲ့အနေအထားဖြစ်လာနိုင်တယ်တကယ်လို့ဒါကိုသာထိခိုက်မှာဆိုရင်ဒီအရှိအလေပိုင်းမှာကြီးမားတဲ့ကဆူကြီးဖြစ်ပေါ်လာနိုင်ဆိုပြီးတော့ဒီ IAE ရဲ့အခြေကက်ဒီရာဖီကသတိပေးပို့ဆိုရတာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင့် ထပ်ပြီးတော့တည်ကျင်တာတွေကပေါ့နော်ဒါဆိုရင်ဆက်ပြီးတည်ကျင်တာတွေကဒီတကယ်လို့ပေါ့နော်နျူကလ িয়ার ဓာတ်ပေါင်းဖိုတွေကနေဖြစ်ပေါ်လာနိုင်တဲ့ NEA ပေါ့နော်တယောက်မှုတွေကဘယ်လောက်ထိရှိလာနိုင်လဲရှင်ဟုတ်ကဲ့ပါဒီနျူကလ িয়ার လက်နက်တိဆောက်တဲ့အစီအစဉ်ဖြစ်ဖြစ်ဒီနျူကလ িয়ার ဓာတ်ပေါင်းမှုကဆိုရင်ねတိဆောက်ဖို့ဆိုရင်အနည်းဆုံး2နှစ်ကနေ14နှစ်အတွင်းကြာနိုင်တယ်ပေါ့နော်ပြီးတော့သူ့ကိုယူရတဲ့အချိန်ပမာဏလည်းအများကြီးတယ်ပြီးတော့ကမ္ဘာစစ်တမ်းကဒီဖော်ပြချက်တွေအရဆိုရင်ဒီကမ္ဘာပေါ်မှာပေါ့နော်လူဦးရေရပေါ့နော်ရာသီဥတုဖောက်ပြမှုကြောင့်တစ်နှစ်ကိုပေါ့နော်ဟိုဘယ်လိုလဲခုနှစ်တန်းနီးပါးလောက်တည်ဆုံးနေရအနေထားမှာရှိရဘူးတကယ်လို့ဒီနျူကလ িয়ার ဆက်အောင်ပေါက်ကွဲသွားပြီး ီးတော့ဒီ radio တတူကြရတာထွက်ပေါ်လာလို့ရှိရင်တေဆုံးနိုင်တဲ့ဥယျာတန်း90နီးပါးလောက်ရှိရလို့ပြောရအောင်။ဒါကြောင့်ဒီအီရန်မှာရှိရဒီဘူချာမြို့မှာရှိရဒီနျူကလ িয়ার ဆိုင်ုံကတကယ်လို့ပောက်ကွဲသွားနိုင်ရင်ဆိုမတွေးရစရာအနေထားလို့ပြောလို့ရပါတော့။ဟုတ်လားဆိုတော့ဒီနျူကလ িয়ার ဓာတ်ပေါင်းဖိုးကြီးဟိုဒီ1999ခုနှစ်တော့ဒီအချိန်ချင်းဆန်းသက်မှုတွေပြုလုပ်ခဲ့ပေါ့နော်။အဲဒီဆန်းသက်မှုတွေပြုလုပ်တဲ့အခါမှာသူ့ရဲ့ဒီပောက်ကွဲလာတဲ့အချိန်နဲ့ပြီးတော့ထွက်ပေါ်လာတဲ့ radio တတူကြရတယ်။ပြီးတော့သူ့ထဲမှာပါ sodium နဲ့ sodium ဆိုရဲဒီ radio တတူကြဓာတ်ပေါင်းနှစ်မျိုးရှိရပေါ့နော်။အဲ့ဓာတ်ပေါင်းကအစိုးတနဲ့ထိရလို့ရှိရင်သူ့ရဲ့ပြန်ပေါင်းမှုနှုန်းကအရှမ်းများတယ်။ပြီးပေါ်လာ လာနေတဲ့ဒီအနေရီ side effect တွေကလည်းအရင်မြင်နေလူပေါင်းတန်းနဲ့ချီတန်းကုန်စင်ဒီပါလောက်တိတ်ဆုံးနိုင်တဲ့အနေထားရှိရပေါ့နော်အဲ့တော့သူ့ကိုတားဆီးလို့မရနိုင်ပြီးတော့ထွက်လာတဲ့အချိန်တော့အရင်ပြင်းတာကြောင့်သူ့ကိုအကောင်းဆုံးမထိခိုက်ပဲနေပေါ့နော်သူတိုက်မတိုက်ခိုက်ဖို့ဒီ IE ရဲ့အကြီးကြီးရဲ့ဒီ Rafia တတိပေးထားတယ်ပေါ့နော်ပြီးတော့ထွက်ပေါ်လာတဲ့နှုံးနေရတဲ့အရင်များသူ့မှာပါရှိတဲ့ဒီ drop bound တွေပြီးတော့ဒီပေါင်းဆက်ထားတဲ့ဒီ drop bound တွေ dressing တွေကလည်းဒီတက်မှတ်ထားတဲ့နှုံးထက်ပေါ့နော်တာမန် drop bound ပူတွေထက်ဒီအချိန်မြင့်နေလို့ပြောလို့ရတယ်ပေါ့နော်အဲကြောင့်လည်းဒီ drop bound ကိုမထိဖို့ဒီ သတိပေးထားရပေါ့နော်လက်ရှိမှာဆိုလဲဒီ pre back ခါကြီးကအရန်ကိုမြင့်နေအနေထားမှာရှိရပေါ့နော်ဒီ American သမ္မတ Donald Trump ကဒီ Iran နဲ့ Israel ကြအပြစ်ခတ်ရစေအသက်ဝင်သွားပြီဆိုပြီးတော့ပြောဆိုကြတယ်ဒီအဆိုပြရတွေရှိပြီမဲ့လေဒါယုံကြည်လို့မရတဲ့ဒီငိမ့်ငိမ့်အနေထားတွေတွေ့ရရပေါ့နော်ဒါကြောင့်ဒီ IAEA ကဒီ Iran မှာရှိတဲ့ nuclear data ဘေးစက်ရုံတွေကိုဒီတခြား Israel ဟို American ကိုတိုက်ခိုက်လာမှာစိုးရိမ်နေရပေါ့နော်ပြီး American ဘက်ကတော့ဒီလာမယ့်သတင်းပတ်အတွင်းမှာပေါ့နော်ဒီ Iran နဲ့ပေါ့ nuclear ဒီသဘောတူချက်ရရှိဖို့အတွက်ထပ်ပြီးဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်သွားမယ်လို့ ပြောထားရပါတော့ဒီလို pre-work ခါရဲ့အကြောင်းပေါ့နော်ဒီ American နဲ့ Iran nuclear သဘောတူချက်ကပြက်ပြဲသွားတဲ့အနေအထားရောက်ရှိခဲ့တယ်။ဒါပေမဲ့လည်းအခုလက်ရှိမှာဒီဒီ American သမ္မတ Donald Trump အဆိုပြုချက်ကိုလိုက်လာတဲ့အနေနဲ့ Iran ဘက်ကလည်းဒီ nuclear ဆွေးနွေးပွဲတွေပြန်လုပ်ဖို့ရှိတယ်။အာ American သမ္မတကတော့ပြောထားရပါတော့သူတို့ဒီ Iran နဲ့ပူးပေါင်းပြီးတော့ဒီ Iran အစိမ်းအရာရှိကိုယ်စားလှယ်နဲ့တွေ့မယ်။ဒီ nuclear သဘောတူချက်အမြန်ဆုံးရရှိအောင်ဆောင်ရွက်သွားမယ်ဆိုပြီးတော့ပြောဆိုထားတယ်ရှိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ Iran မှာဒီ Uranium တန့်စင်မှု60ရာခိုင်နှုန်းနောက် Iran မှာပိုင်ဆိုင်ထားတယ်။တကယ်လို့နောက်ထပ်30ရာခိုင်နှုန်းပေါင်းပြီးတော့60ရာခိုင်နှုန်းပိုင်ဆိုင်မှာဆိုရင် Iran ကိုယ်ပိုင်နျူကလ িয়ার လက်နက်တည်ဆောက်နိုင်တဲ့အနေအထားဖြစ်သွားပြီ။ဒါကြောင့်အမေရိကန်သမ္မတကလည်းပြောထားတယ်အီရန်အနေနဲ့ဒီနျူကလ িয়ার နက်မပိုင်ဆိုင်အောင်ဒါကြောင့်လည်းပြီးခဲ့တဲ့တစ်ပိုင်းအတွင်းကဒီအမေရိကန်ကဒီဗီဒူဘုံချက်လေးနဲ့အသုံးပြုပြီးတော့နော်ဒီအီရန်အနေနဲ့နျူကလ িয়ার လက်နက်မပိုင်ဆိုင်အောင်ဆိုရဲရည်ကြွယ်ကြွယ်နဲ့ဒီအီရန်မှာရှိတဲ့ဒီနျူစိတ်ုံမျိုးတိုက်ခိုက်ဖျက်ဆီးခဲ့တာပေါ့နော်။ဒီအီရန်ဘက်ကတော့ဒီအမေရိကန်သမ္မတကတိုက်ခိုက်ခဲ့တဲ့နျူကလ িয়ার စိတ်ုံတွေကထင်သလောက်ဒီအတိုင်းအတာမရောက်ခဲ့ဘူးမပျက်ဆီးခဲ့ဘူးဒီဝင်ရိုးစိုးလောက်ပဲပျက်ဆီးခဲ့တယ်လို့ပြောတယ်ပေါ့နော်။ဒါပေမဲ့အမေရိကန်ကတော့သူတို့စစ်တမ်းတွေရွတ် ဒီ Israel တို့ American တို့ကပြောကြကြရဆိုရင်ဒီ nuclear စေယုံတွေကတတိတလာပျက်စီးခဲ့ပေါ့နော်ဘယ်လောက်ထိအောင်ပျက်စီးခဲ့လဲဆိုတော့ဒီထုတ်လုပ်မှုကိုဒီနှစ်ပိုင်းလောက်အထိနှောင့်နှေးမှုတွေဖြစ်ပေါ်သွားနိုင်တယ်လို့ American အရာရှိတွေကပြောထားတယ်ပေါ့နော်ဒါကြောင့်လေအမေရိကန်သမ္မတတော်နဲ့ထရန့်ကဒီအခုအရှိဖြစ်ပေါ်နေတဲ့ pre-vacar တွေအများဆုံးအဆုံးသက်ရေးပြီးတော့ငြိမ်းငြိမ်းရရှိပြီးပေါ့ပြီးတော့ထပ်ပြီးတော့ pre-vacar တွေမကြီးပွားလာအောင်ဒီကိုဆွေးနွေးမှုတွေညှိလုံနေတယ်ပြီးတော့လေလာမဲ့သတင်းမှတင်ပါလေဒီ UN ရရှိနေတွေ့ဆုံပြီးတော့ဒီတဘောနေကြရရှိရေးဆောင်ရွက်ဖို့ဒီအကောင့်တွေပေါ်ွားဖို့ကြိုးပမ်းမယ်လို့လည်းပြောဆိုလာဖြစ်ပေါ်နေပါတယ်ဟုတ် ဟုတ်ကဲ့ပါရှင်အခုလိုမျိုးချိန်မေးဖြစ်ကြပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါ